အာနာသိမ့်ပြီးနောက်ပိုင်းတဝဲတက္ကသိုလ်မှာနစ်စင်နေတင်တိုင်းလျှောက်ထားသူရော့ကြနေတဲ့အကြောင်းစက်ကွန်မရှင်ပညာရေးဝန်ကြီးဌာနရဲ့စည်ရင်းနဲ့တက္ကသိုလ်ပညာရေးတိုင်းဝိုင်းစီကနေသိရပါဗျ။အခု2025-2026ပညာသင်တဲ့အတွက်တဝဲတက္ကသိုလ်မှာဘာသာရပ်16ခုရဲ့နေတင်တန်းဝင်ခွင့်ရသူတရားသားရှိပြီးဝင်ခွင့်ရကျောင်းသားဦးရေ10ဦးပြည့်မီတဲ့ဘာသာရပ်3ခုသာရှိပါဗျ။ အာနာတိုင်းပြည်နောက်ပိုင်းဒိုဝဲတက္ကသိုလ်မှာနေတဲ့တန်ဝက်ခွက်လျှောက်ထားသူဇက်တိုက်ယွန်နေနေပြီး2021-2022ပညာသင်နှစ်မှာ324ဦး2020-2023မှာ162ဦး2023-2024ပညာသင်နှစ်မှာ68ဦးနဲ့အခုနှစ်မှာ83ဦးဝက်ခွက်ရခဲ့တာပါအဲဒီလိုနေတင်တဲ့ဝိခွဲ့ယွနေရတာကကမြိုကေတရာစစ်စေးဂိတ်ကိုနေ့စဉ်ဖြတ်တန်းပြီးကျောင်းလာမတက်လို့ကြားတဲ့အတွက်ဖြစ်တယ်လို့ပညာရေးအသံဝိုင်းကတုံ့သက်ပါရီ ကမြောက်ကေးတရာဆက်စေးကိမှာတက္ကသိုလ်ကျောင်းသားတွေတမကပဲတက္ကသိုလ်ကဆရာဆရာမတွေလည်းအချိန်ကြာမြစ်စွာဆက်စေးခံရလေးရှိတယ်လို့တက္ကသိုလ်အတန်းဝိုင်းကဆိုပါတယ်။ကမြောက်ကေးတရာဆက်စေးကိဟာလောင်းလုံးမြို့နယ်ဘက်တွေရှိတဲ့ဒိုဝဲမြို့အဝင်းအထွက်ဂိတ်တစ်ခုဖြစ်ပြီးစစ်မှုထမ်းဖက်စီဆူဆောင်းတာတွေမကြာခဏအလုပ်လေးရှိတဲ့ဂိတ်တစ်ခုလည်းဖြစ်ပါတယ်။